တောင်တန်းသာသနာပြုဆရာတော်ဘုရားရေးသားခဲ့သောဗမာဝိဟာရတရား၄ပါးအကြောင်းတရားတော်လူလောကမှာမေတ္တာလောက်တကူထပ်သောအရာဘာမှမရှိပါမေတ္တာတရားသည် လောကကြီးတစ်ခုလုံးတွင် တကူအထက်ဆုံးနှင့် စိတ်အချမ်းသာဆုံးတရားဖြစ်၏ချမ်းသာမှုတကားတို့တွင်ဘယ်ချမ်းသာနှင့်မှမတူကြောင်းကိုယ်တိုင်မေတ္တာတရားပွားများနေသူတိုင်း ကောင်းစွာတည်ပြီးဖြစ်ပါသည်နှစ်ပေါင်းကြာမြင့်စွာ လူသူမနီးသောတောကြီးတောင်ကြီးတွေထဲ၌၎င်းတည်ကျွမ်းပူခြင်းမရှိသော လူမျိုးစုတို့နေထိုင်ရာ နေစွန်နေကြတောတောင်ကန္တာယခီးမျိုးစုံ၌၎င်းလှဲ့လေသွာလာနေထိုင်ခဲ့သောဤအရှင်ကိုဘယ်တရားနှင့်နေပါသလဲဘလိုနီးနှင့်ဆက်ဆံပေါင်းသင်းပါသလဲဟု၍မေးလျှောက်လေရှိကြ၏ ်ယဟန်ပုပ်ကိုများလဲမေးလျှောက်ကြ၏လူတကာများလဲမေးကြ၏မေးတော့လဲဖြေချပြောဆိုရသည်ဤအရှင်သည်မြမဝိဟာရတရား၄ပါးကိုလက်ကင်ထားနီလာခြင်းဖြစ်သည်မြမဝိဟာရတရားဆိုသည်မှာမေတ္တာကရုဏာမုဒိတာဥပိ္ပခာဟူသောမြမဆူတရား၄ပါးဖြစ်၏မြမဝိဟာရပုဂ္ဂိုလ်မြမတို့ကမြမဆူဟူ၍ပြန်ဆူထားကြသည် မဝိဟာရဤဆိုလိုရင်အတိတ်ပဲမှာ အထက်ဘုံစံမြမကြီးတို့ကဲ့သို့အေးချမ်းကြည်လင်ငြိမ်သက်စွာနေပုံနေနီးဟုဆိုလိုသည်လောဘဒေါသမောဟမာနာအိတ်တာမျက်စိယစသောစိတ်ချမ်းစိတ်ရိုင်းစိတ်မိုင်းစိတ်ထိုင်းစိတ်ယုတ်ဇရိုက်ချမ်းတွေမကိန်အောင်စီပဲစိတ်နှလုံးသားတွင်လှုပ်ရှားခြင်းမရှိပဲငြိမ်သက်စီ၍ အေးချမ်းစွာကြည်လင်စွာလေထိုင်လေရှိခြင်းကိုဆိုသည်မြတ်သောအကျင့်ကိုမြဲမြံစွာကျင့်၍နေထိုင်နေရှိသောပါရမီရှင်ဖရာလောင်းတော်တို့၏နေထိုင်နည်းဘဝရတ္တိနည်းတန်တရာတခွင်ကျင့်လည်နေထိုင်နည်းသည်ဤနည်းပင်ဖြစ်သည်ဤတရားလေးပါးသည်အေးချမ်း၍မြင့်မြတ်၍ကောင်းကျိုးကိုဖြစ်စေ၍ လောကသာအာလုံဤမိခိုရာအာထာရာစောက်တီရာဘီးရန်အနရေကာခွေရာယံမန်ဟူသမျှပြည်ငင်းရာအတွက်အာကိုပြုရာသော လက်ကင်တရားဖြစ်၏ကဘာကြီးစတီချိန်ကာလ၌လူတတဝါတို့သည်မြမဝိဟာရတရား၄ပါးကိုဥထိတ်ထား၍လက်ကင်ပြု၍စခဲ့ကြသည် ကဘာကြီးပြတ်တော်မိအချိန်ရောက်တော့လေတတလောကသာအာလုံးသည် မြမဝိဟာရတရား၄ပါးကိုဝင်အာထာအာကို၍ဆက်သိမ်းကြရ၏ဤကားကဘာတီတိုင်းပြက်တိုင်းပုံသေးထုံတန်းတည်းမြမဝိဟာရတရား၄ပါးအလွယ်ပွားဤနတ်လူတတ္တဝါအလုံးဘေးရန်ကြောင်းကြဆင်းရဲကင်း၍ကိုစိတ်နှပြချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ 西罗伊·乌德玛塔拉。